ထို့နောက်မြတ်စွာဘုရားရှင်ဟာတက္ကတိုင်းကပိလဝပြည်အနိရှိမဟာဝတောသို့ပြန်လွယ်ကြတော်မူသည့်အခါသောတာပန်ယံ900တို့သည်လည်းမိမိတကိုယ်ဖြင့်ပင်ကောင်းကင်ထက်ဝယ်ရှင်တော်ဘုရားကိုချမ်းရမ်း၍လိုက်ပါလာကြပါလေမဟာဝတောသို့ရောက်သည့်အခါမြတ်စွာဘုရားရှင်သည်ခင်တအပ်သောနေရာ၌ထိုင်နေတော်မူ၍ယဟန်900တို့ကိုခေါ်တော်မူပြီးလျှင် ွင်းကြံသောကိလေသာတို့ကိုပယ်တတ်နိုင်ရန်အလို့ငါအထက်မဲ့သုံးပါအဲ့အတွက်ကမ္မထံကိုပေးသနာတော်မူပါလေယခန်တို့ဟာ ကမ္မထံကိုကြားနာပြီလျင်ဖျားရှင်ခြေတော်အစွန်ကိုရှ िख ိုးပြီးနောက်ဖျားရှင်ထံတော်မောက်မှထလာခဲ့ကြ၍အတီးအတီးတင့်တင့်ရာတစ်ပင်ချင်းစသည်တို့တွားကကမ္မထံတရားပွားများနေကြပါလေ ရံများထွက်ကသွားကြပြီးနောက်မြတ်စွာဘုရားရှင်ဟာဤရံတော်အလုံးတို့သည်ရံတာဖြစ်ကြပြီလျင်မိမိတို့ရရှိတဲ့တရားထုကိုအတိအတိလျှောက်ထားကြရန်ကြံရွယ်၍ငါဘုရားထံသို့လာကြလိမ့်မည်ထိုအခါစက်ကြဝဠာတပေါင်းမှနတ်ပြမအပေါင်းတို့စီဝေးလာရောက်ကြသဖြင့်ကြီးစွာသော အစီဝေးမဟာသမယကြီးဖြစ်လက်တံဟုကြိုခြင်းသိမြင်တော်မူသည်ဖြင့် စိတ်ဉာဏ်ရအရ၌နိတိတိုင်းနေရာကင်းကိုထိုင်ကခင်းကတဝါဒီထိုင်နေတော်မူပါလေရှေဟုစွာကမ္မထံကိုယူ၍သွားသောယဟန်ဟာပရိသံပိတာ၄ပါးနှင့်တကဝအရထဘုသူရောက်၍ရန်တာဖြစ်ပါလေထို့နောက်တဘာပြီတဘာအရထဘုသူရောက်တော်မူကြ၍ဘဒုမာကြိုင်အတွင်း၌ကာကာဆွင်ဆွင် ပွင့်သောဘဒုမာကြာပန်းတို့ကဲ့သို့ လွန်စွာတင့်တယ်ဂုံပြည့်ကျွယ်လျက်ရှိတော်မူကြပါသည်ရှေးဥစွာရဟန္တာဖြစ်တဲ့ယန်းဟာမိမိရရှိတဲ့တရားဓုကိုရှင်တော်ဘုရားအားလျှောက်ထားရန်အကြံဖြင့်ဘုရားရှင်ရှိရာသို့ကြွတော်မူလာပါသည်အခြားယန်းများဟာလည်းတပါးပြီးတပါးတစ်ချက်တည်းထိုနည်းတူရှင်တော်ဘုရားထံသို့ကြွတော်မူလာကြပါသည်ဘုရားရှင်တော်သို့ရှေးဥစွာ ရောက်သောယန်းဟာ ဖယားရှင်ကိုရှ िख ောပြီနောင်တင့်လျောအရ၌ဏိတိတံကိုခင်း၍ထိုင်းဒီပြည့်လျင်မိမိရရှိသောတရားဓုကိုလျှောက်ကြားလိုသဖြင့်အနီအနား၌အခြားယဟန်ရှိမရှိသိစီရန်လာခဲ့သည့်လမ်းကိုပြန်ကြည့်လိုက်ရာမိမိနီးတူလာနေသောယန်းတို့ကိုမြင်ရသောကြောင့်ထိုယဟန်အားရှက်နိုးသဖြင့် မလျောက်တဝင်တော့ပါအင်းဤအတူပင်အခြားယန်း900တို့ဟာလည်းအချင်းချင်းရှက်နှိုးကြသဖြင့်မိမိတို့အတီးတီးရရှိသည့်တရားဓုကိုဖျားရှင်အားမလျောက်ထားဝင်ကြတော့ပါအိနီယာမှာရန္တာရှင်မြတ်တို့ရဲ့သဘောဆန္ဒတော်မှာတိမိမိတို့ရရှိတဲ့တရားဓုကိုတတ္တဝအလုံးလင်းမြန်စွာ ထိုးထွင်း၍ သိမြင်ပါစေဟူသောစိတ်ရှိတော်မူကြပြီးနှစ်အဖိုးထိုက်တန်သောရွှေအိုးကို ကောက်ရသောယောက်ျားကဲ့သို့မိမိရရှိထားသောတရားဓုကို သူတော်ဘာတို့အားပြန်လည်ပြောကြားရန်လည်းအလိုရှိတော်မူမူကြကြောင်းအထကတာဆရာများကမိတ်ဆွေတော်မူကြပါလေအသက်ရွယ်ပြိုမြင့်နုနယ်တဲ့ပွင့်တင်ဆာရန်တာ900တို့ခါ မြတ်စွာဘုရားရှင်ထံတော်မို့သို့လာရောက်၍ခြံရံမိတည်နှင့်တပြိုင်နက်အရှိလောကတမှလပြည့်ဝန်ကြီးခါလည်းပဲထိန်ကြီးပေါ်ထွန်း၍လာပါလေအချိန်ကာလကယခုလိုနေုံလပြည့်နှင့်ညက်နေနေဝန်စအခါဖြစ်ပြီးလာမင်းကြီးခါအရှိလောကရကောင်းကင်ပြင်၌ခြားထအပ်သောဝေသားကြီးမွန်ဝန်ကြီးကဲ့သို့၎င်း ဝေလဲဘင်းကြီးကဲ့သို့၎င်းအကုအနား၌ကံ၍လှဲ့ရသောစัจ जा ဇရနာကဲ့သို့၎င်းဖြူးစင်တင်ရှင်ယူကံတောင်စွန်းစီမာစီနေမြူတိန်သူရိမိโกဒီဟုသောရန်ငါးမျိုးတို့ကင်းရှင်လွတ်မြောက်၍ကြည်လင်တန်ရှင်းစွာ ပေါ်ထွန်းလာရာမြတ်ဗုဒ္ဓရှင်တော်ဖျားထင်ရှားပွင့်တော်မူလာခြင်းအပြင် တန်စာဆင်ရသောလောကကြီးကြီးနူးပျော်မွေပွဲကောင်းသည့်အဖြစ်ကိုခင်းကျင်းပေါ်ပြလျက်ရှိနေပါတော့တယ်ဤသို့လျင်စင်းနှမြူတိန်အငြိကြီးကင်းစင်သော ကောင်းကင်ပြင်ဝဲဝေစန္ဒာလပြည့်ဝွန်ကျူထိန်ကြီးထွက်ပေါ်လာခြင်းအခိုက်အတန့်အခါ၌ကိလေသာအငြိကြီးကင်းစင်သောနုနယ်ပြိုမြင့် ဖြစ်သစ္စာစင်ကြယ်တဲ့ယန္တာဘောင်း900ချမ်းရလျေကိလေသာအငြိကျေးမှစင်ကြယ်တော်မူသောမြတ်စွာဘုရားရှင်အားတန်ရှင်းစင်ကြယ်သောမာယုံတော်ကြီး၌အလွန်တရာတင့်တော်မူလျက်ရှင့်နေတော်မူပါလေ။ဤသို့တင့်တယ်ဘုံအလုံးစုံသော အချင်းရာတို့ကို ရှေးဥစွာဖူးတွေ့ကြရတဲ့ မာဟုံတော်ကြီးတခွင်ထဝန်းကျင်ရှိနာအပေါင်းတို့ဟာအုပ်အုပ်ကြဲကြဲဖြစ်ကြ၍ဤတို့ကြွေးကြော်ကြပါလေ။အိုးအချင်းနာအပေါင်းတို့လာကြကုန်လော။မြတ်စွာဘုရားအထံတော်သို့တွားကြပါကုန်အံ။ဖယားရှင်ကိုဖူးမြင်ရခြင်းသည်ကျေးဇူးများလာပါပေသည်။တရားတော်ကိုကြားနာရခြင်းသည်လည်းကျေးဇူးများလာပါပေသည်။ တန်ဃာတော်ကိုဖွင့်ပြင်ရခြင်းဟာလေကျေးဇူးများလာပါပေသည်အိုးနတ်များတို့လာကြပါကုန်လောယခုပင်သွားကြပါကုန်အံဟုတွေးကြော်ကြကပြောဆိုလှုံ့ဆော်လျက်ဖျားရှင်တော်နှင့်တစ်လွင်ပြိုမြင့်ဖြစ်သစ္စာရန်တာငါတို့အထံလာရောက်ကြပြီလျင်ရှ िख ိုး၍တင်းတင်းလျှောက်ပတ်သောနေရာတို့၌နေကြပါလေ မဟာဝန္တော်မှနတ်တို့ရဲ့ကြွေးကြော်တံကိုတဆင့်တဆင့်ကြားရသဖြင့်ဤစัจ java လာမှစ၍စัจ java လာတိုက်တောင်းတို့၌ရှိကြကုန်သောနတ်ပြမအပေါင်းတို့ဟာဖျားရှင်ရှိတော်မူဟာမဟာဝန္တော်သို့စီဝေရောက်လာကြပါလေဤစัจ java လာမြင်မျက်နာပြင်မှ အထက်ပထမဇံပြမဘုံအထက် အလွန်ကျယ်ပြန့်သောနေရာ၌နတ်ဗြဟ္မာတို့ဖြင့်အပြည့်ဖြစ်နေပါသည်ဤစကြဝဠာတိုက်တပေါင်းလုံးဟာအအပြည့်ထဲထားတဲ့ကြည်တောက်ကဲ့သို့အကြာမလတ်ပြည့်ကြွေနေပါသည်သာမီးမြသောနေရာ၌ပင်နတ်ပေါင်းတစ်ကြိမ်မှ6ကြိမ်10ပါးမှ60ပါးအထိ် ဖန်ဆင်းတွင်နေကြရပါတယ်။မြတ်စွာဘုရားရှင်ကရှိဝေးရောက်လာကြတဲ့နတ်ပြမအပေါင်းတို့ကိုကြည်တော်မူ၍ဤနတ်ပြမအစီဝေးကြီးကအလွန်ကြီးကျယ်များပြားလှပြီးဤမြတ်လောက်နတ်ပြမအစီဝေးကြီးကျယ်များပြားပုံကိုယဟန်မြာတိကြလိမ့်မည်မဟုတ်ယခုပင်လည်းရင်ထိုယမ်းများတိအောင်ဟောကြားပြီးအခုကြံကြည်တော်မူပါれထို့သော ရှင်တော်ဖျားကြံစီတော်မူသည်ကိုနတ်မြမာတို့ကတိလျာဤမြှလောက်များပြားကြီးကျယ်လှသောနတ်မြမာတို့အစီဝေးမှာရှင်တော်မြတ်ဖျားခါတကိုးကြီးတဲ့နတ်မြမာတို့ရဲ့အမည်အနွယ်ကိုသာ ထုတ်ဖော်ပြီးဟောကြားတော်မူလိမ့်မယ်တကိုးငယ်တဲ့နတ်မြမာတို့၏အမည်အနွယ်များကိုထုတ်ပြ၍ဟောကြားတော်မူမှာမဟုတ်ဟုထင်မှတ်ကြပါသည် နတ်မြမာတို့၏စိတ်အကြံကိုဖျားရှင်တည်တော်မူသဖြင့်စัจ java လာတိုက်တသောမှလောက်ကြကုန်သောနတ်မြမာအာလုံးတို့၏အမြင်တွေကို ထုတ်ဖော်၍ဟောကြားရန်ကြံစီဆုံးဖြတ်တော်မူပြစ်လျင်ဖြစ်သစ္စယန္တာ900တို့အားယဟန်တို့ယခုအခါအလွန်ကြီးကျယ်များပြားတဲ့နတ်ပြမအစီဝေးမာသမယာကြီးသည်ဖြစ်လေပြီဤသို့သောနတ်ပြမအစီဝေးကြီးဟာ ရှေးဖျားရှင်များပွင့်တော်မူစဉ်ကလည်းဖြစ်ခဲ့လေပြီ။နောင်ပွင့်တော်မူလက်တန်သောဖျားရှင်တို့ဤမျက်မှောက်၌လီဤမျှကြီးကျယ်များများသောနတ်ပြမအစီဝေးကြီးကဖြစ်လက်တန်ဤအစီဝေးဘွဲကြီးတို့လာရောက်ကြကုန်သောနတ်ပြမအပေါင်းတို့ဤအမည်အလွယ်တို့ကိုတင်တို့အားဟောကြားပေးအံဟုမိန့်တော်မူပြီလျင်မာသမယတုတ်တော်ကိုဟောကြားတော်မူပါသည် ထိုမှာသမယတုတ်ကိုကြားနာကြရသောနတ်ပြည်မှာအပေါင်းတို့၏စိတ်ဟာနူးညံ့ပျော်ပြောင်းကမြတ်စွာဘုရားကိုလွန်စွာကြည်ညိုသွားကြပါလေမြတ်စွာဘုရားရှင်ဟာနတ်ပြည်မှာအပေါင်းတို့အားတရားရဟောကြားရင်းနှင့်ဆက်၍ရွှေညံတော်ဖြင့်ကျွတ်ထိုင်မကျွတ်ထိုင်သောနတ်ပြည်မှာတို့ကို ကြည့်ရှိတော်မူပြီးကျွတ်ထိုင်တဲ့နတ်ပြည်မှာတို့တွင်လည်း စရိုက်၆ပန်းနှင့်အညီပိုင်းခြားပြည်လျင်ရာဂစရိုက် အာကြီးသောနတ်မြတ်တို့အားတမ္မာပြိဘာဇဏိယတုတ်တော်ကိုဟောကြားတော်မူပါလေဒေါသစရိုက်အာကြီးသောနတ်မြတ်တို့အားကလဟဝိဝါဒတုတ်တော်ကိုဟောကြားတော်မူပါလေမောဟစရိုက်အာကြီးတဲ့နတ်မြတ်တို့အားမဟာဗျူဝတုတ်တော်ကိုဟောကြားတော်မူပါလေဝိတ္တစရိုက်အာကြီးတဲ့နတ်မြတ်တို့အား ရှူလဗျူဟတုတ်တော်ကိုဟောကြားတော်မူပါလေ။တရာစရိုက်အာကြီးတဲ့နတ်ပြမတို့အားတုဂုတကတုတ်တော်ကိုဟောကြားတော်မူပါလေ။ပညာစရိုက်အာကြီးတဲ့နတ်ပြမတို့အားဥရဗေဒတုတ်တော်ကိုဟောကြားတော်မူပါလေ။အီမာသမေယအစီဝေကျူလောက်ကြကုန်သောနတ်ပြမအပေါင်းတို့၏အမျိုးအနွယ်အမိစသည်တို့ကို ထုတ်ပေါ်ဟောကြားတော်မူသည့်မဟာသမယ